Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုပါတယ်အတင်းကအပြောင်းရွှေ့တွေ20အကွင်းလေးကစားမှဖြစ်တဲ့မင်းတို့ Ryan Chagiro နဲ့ပတ်သက်တဲ့ပြီးတော့ထွက်လာပါတယ်ဒါလေးတွေကိုကျွန်တော်တို့တစ်ချက်ဆွေးနွေးကြည့်အောင်ပါဒါကတော့ဒါ LS Cross ကနေပြီးတော့ report လုပ်လာတာပေါ့နော် Kobe Menu အနေနဲ့ Manchester United မှာပဲဆက်ပြီးတော့ဓာတ်ဖို့အတွက်ဒါရှိတယ်ဒါပေမဲ့လည်းလို့ပေါ့နော်နီးပြဖြစ်သူမိုရီရဲ့လက်အောက်မှာဘွဲထွက်ခွင့်ရဖို့အတွက်ရုံးကင်နေရတဲ့အပေါ်မှာသူရှိလို့တယ် နာကအနေနဲ့ဗားလဲမင်းနေနဲ့သူ့စစ်အမိုးဒီမင်းတို့ကိုကြရလားဘယ်လိုလဲပေါ့ဒါနဲ့ပတ်သက်ပြီးတော့သူဒီနေ့ကကျွန်တော်ကတောက်လျှောက်ဆိုလို့ထွက်လာတယ်ဒီနေရာမှာကျွန်တော်ကိုဗီမင်းနူးနဲ့ပတ်သက်လို့ရှင်မှန်တယ်နီးပြဖြစ်သူတို့ပြင်အမိုးရင်းရဲ့လက်အောက်မှာမင်းနူးရဲ့ရိုးကပျောက်တယ်လို့ကိုကျွန်တော်ဖြစ်လာတာဒါမင်းနူးရိုးကပျောက်တယ်လို့ကိုကျွန်တော်ဖြစ်လာတာဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိထားပါတော့ဗျာ3421မှာဆိုလို့တိုက်စစ်နေရာမှာကလည်းမင်းနူးကတိုက်စစ်မှုမဟုတ် နေရူနံပါတ်10ကိုထားရအောင်ကလည်းမင်းလူဒီနေရူနံပါတ်10ကစားမှာမဟုတ်နေရူနံပါတ်10ကစားမှာတယောက်မှာ dribbling skills တွေကျွန်တော်ရှိရမယ်ဘိုးပေါက်ကန်သွင်းမှုကောင်းတဲ့ skills တွေကျွန်တော်ရှိရမယ် passing ability ကောင်းကောင်းရှိရမယ်ဗျာတောင်ပံကစားမှာတယောက်အနေနဲ့ကျွန်တော်ဒါ non x လုပ်နိုင်ရမယ်ကိုမီမင်းလူက passing ability ကောင်းတယ်ဂိုးသွင်းလည်းကောင်းတယ်ထားအောင်တော့ဒါပေမဲ့ဘိုးပေါက်ကန်မှုကျူးတဲ့နေရာမှာတော်တော်ကိုလိုအပ်ညားတယ်ဘာလို့လဲဆိုတော့သူ့ကကိုယ်တိုင်ကိုယ်ကဒါကွင်းလေကစားမှာမို့ပဲ ဆိုတော့ကလက်ရှိကွင်းလေကစားမားတွေနေရာမှာကျွန်တော်ကြည့်ရင် Amorin ရဲ့3-4-2မှာ defensive midfielder ဆစ်စစ်တယောက်ပါမယ်ပြီးရင်ကွင်းလေကိုထိန်းချုပ်မဲ့ central တယောက်ပါမယ်ဒီနေရာမှာကွင်းလေကိုထိန်းချုပ်မဲ့ central နေရာမှာ Fernandez ကိုကျော်ပြီးတော့သူပွဲမထုတ်ဘူးဖြစ်နေတယ်နော်ဒါကလည်းနားလည်လို့ရတယ်ဘာကြောင့် Fernandez ကိုကျော်ပြီးတော့ပွဲမထုတ်လဲ Fernandez ကလက်ရှိ DR ကျွန်တော်တို့ရဲ့တရားစီအကောင်ဆုံးကစားမားပဲဒီကစားမားကိုကျော်ပြီးတော့သူပွဲထွက်ခွင့်ရမှာမဟုတ်ဘူး the defensive midfield ကိုကျွန်တော်ကျော်တယ် မိန်းနူးဒီ defensive war rate တွေမှာတော်တော်ကိုလိုအပ်ချက်ရှိတာမှာဆိုတော့အမ်မိုရင်ရဲ့ကျွန်တော်စနစ်မှာကိုဘီမင်းနူးရဲ့ row ကကျွန်တော်ပျောက်လာတယ်။ကိုဘီမင်းနူးရဲ့ row ကပျောက်လာ ပြီးတော့သူကိုယ်တိုင်ကိုကတိုက်စစ်ကိုလိုက်ရလေပူကောင်းလေဆိုပြီးမဲရိုနံပါတ်10မှာကျွန်တော်အဲ့လောက်အလုံးမဖြစ်ဘူး။ဆိုတော့ဗောနောကျွန်တော်ဟိုပြောမလဲကိုဘီမင်းနူးကတော့အမ်မိုရင်လက်အောက်မှာပွဲကစားခွင့်ရဖို့တော်တော်ရုန်းကန်ရရှိရာဒီဒီမှာလေဒီနေရာမှာနှစ်မျိုးရှိတယ်ခုနကပြောသလိုသူ့ရိုးပြောက်လာတာရယ်နံပါတ်1သူ့ကိုယ်တိုင်ကဒဏ်ရာပြဿနာနေနေကြုံရတာရယ် တော့ menu ဟာဒဏ်ရာတွေခဏတိုင်းကြုံနေရတဲ့ဒီနှစ်ဒီမှာဒါတော်တော်ကောင်းတဲ့လက္ခဏာတော့ကျွန်တော်မဟုတ်မနေဘူးဒါတွေလည်းသူကိုယ်တိုင်ဖြေရှားမယ်ပေါ့နော်အတင်းရဲ့ဒါ legion gang training နဲ့လည်းကျွန်တော်အများကြီးတော့တတ်ဆိုင်မှုရှိတာပေါ့လေဒဏ်ရာပြဿနာတွေခဏတိုင်းကြုံရတယ်ဆိုတာ legion gang training အိုင်းတက်ဆိုင်နဲ့ကျွန်တော်အနေနဲ့ jagging club ရဲ့ liverpool တင် jagging club လက်အောက်မှာတော့က injury ပြဿနာတွေနောက်ဆုံးကတည်းခဏတိုင်းကြုံခဲ့ရတာဒါပေမဲ့လို့ arnis club ရဲ့လက်အောက်မှာဗာဒဏ်ရာမှအများကြီးသူတို့မကြောက်တော့ဘူးအက်ဆာမာတွေဆိုတော့ဒါကိုကျွန်တော်တို့ကြည့်ရင်ဒါ legion gang training ဒါအများကြီးတက်ဆိုင်မှုရှိနော်ဒါပေမဲ့ menu နဲ့ပတ်သက်လို့ကတော့ပြောမလဲကျွန်တော်ကတော့ဆက်ပြီးတော့အသင်းအနေနဲ့ထိမ့်ဖို့ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ Kobe menu ဘလောက်ကောင်းတယ်လဲဘလောက်ထိသူကောင်းနိုင်တယ်လဲကျွန်တော်ကောင်းကောင်းသိတယ်။ကျွန်တော်တို့လက်ရှိ Ruben Amorin ကိုနောက်၁၀နှစ်သုံးချင်မှာသုံးမှာဒီကြတာကတော့ Kobe menu ဒီနောက်၁၀နှစ်သုံးလို့ရတဲ့ကစားမတစ်ယောက်ရဲ့ potential တွေသူ့မှာပိုင်ဆိုင်ထားတယ်။ဆိုတော့ကျွန်တော်နီးပြအပြောင်းလဲလုပ်လို့ကွင်းလေလိုအပ်ချက်တွေရှိလာပြီဆို ဟွေမင်းတို့ရဲ့အခန်းကဏ္ဍတွေပြန်ပြီးတော့အသက်ဝင်ခြင်းဝင်လာမှာပဲဒါမှမဟုတ် MOD ရဲ့လက်အောက်မှာလည်းကျတော့ပြန်ပြီးတော့အသက်ဝင်ခြင်းဝင်လာမှာပဲရူဘင် MOD ကိုလာမဲ့6လလောက်အတွင်းမှာအပြောင်းလဲလုံကောင်းလုံနိုင်တယ်အဲမင်းတို့လိုကစားမမျိုးကိုနောက်6လလောက်အတွင်းမှာကျွန်တော်တကယ်ပြန်ခေါ်အသိဟာလွယ်လွယ်ကူကူပြောရတော့မှာမဟုတ်ဘူးစဉ်းစားကြည့်ပြ MOD ရဲ့အနာဂတ်ကကျွန်တော်ဒီထပါတော့နွေရာသီပြောင်းရွှေ့ဒီမှာသူ့ကိုပြေးတယ်လူတွေကျွန်တော်ပြေးတယ်ဆိုရင်တော့ပရီးမီးယားလေးဆက်ဆက်ရာရာနော်ဆက်ဆက်ချင်း3လလောက် ရပါတော့ကျွန်တော်နေရာအချိန်ပေးလို့အဆင်မပြေဘူးဆိုရင်မိုဒင်ကိုထုတ်တာမျိုးတွေပြနိုင်တာပဲဒါတာလုံးဝဒေကွန်ထုတ်ရမယ့်အချိန်မျိုးရောက်လာပြီကိုဒါကြောင့်ပေါ့နော်ကျွန်တော်တော့ကိုဗီမီနူးနဲ့ပတ်သက်လို့ရှိရင်အတင်းမှာကျွန်တော်ဆက်ပြီးတော့ဖားဖို့ပဲပြန်မယ်လို့ကျွန်တော်ယူဆတယ်ကိုဗီမီနူးကသူ့ပျောက်လာလို့ဒီနဲ့သူကစားခွင့်နဲလာလို့သူ့ပိုင်းလာတယ်ဆိုပေမဲ့ဘင်းရလောက်အောင်မှာတော့ဒိုင်းနာတစ်ခုဒီကစားခွင့်ထက်ပြီးတော့ရတဲ့နေတယ်လို့ကျွန်တော်ထင်တယ်မီနူးတို့ဘာတို့ကို လက်လွတ်ဖို့ကြိုးပမ်းတဲ့နေတဲ့မှာပါသေးတယ်လို့ကျွန်တော်သိမှု injury ပြဿနာကြီးကြီးမားမားရသွားပြီးမှမင်းတို့ကယုံကန်နေရတယ်ကြားထဲမှာနီးပြအပြောင်းလဲတွေလည်းဖြစ်တော့ဘလူးမန်ကိုတိတ်အချင်းကြီးမဟန်ဘူးဗျာဒါကြောင့်ကျွန်တော်တို့နေတဲ့ amoring ရဲ့လက်အောက်မှာဒီခိုးမင်းတို့ကိုလက်လွတ်လို့ရတယ်လို့ကျွန်တော်သိမှုပေါ့နော်ကျွန်တော်တို့ဒါကတော့ menu နဲ့ပတ်သက်လို့ပါဆိုတော့ညီကိုတို့ရောဘလူးမင်းညလေကိုဘီ menu ကိုကျွန်တော်လက်လွတ်တင်တယ်လို့ကျွန်တော်မြင်ကြလာနောက်တစ်ခုကတော့ ဟို United အနေနဲ့ Bruno Fernandes ကိုရောင်းချပြီးတော့ငွေကြေးရှာဖို့အတွက်လောလောဆယ်ဖြစ်နိုင်ချေမရှိဘူးပေါ့နော်။ United ကကစားမရဲ့အရေးပါမှုကိုလုံးဝသိရှိနားလည်ထားတယ်ဆိုပြီးတော့ပြောထားတယ်။ဒါကတော့ဗျာကျွန်တော်ကတော့ဒီသတင်းကတော့အမျိုးမျိုးတက်နေလေးမယ်လို့ကျွန်တော်ထင်တယ်။ Journalist တယောက်လာရင်နင်းတစ်ခုပြောင်းမယ်။ဘာလို့လဲဆိုတော့ Fernandes နဲ့ပတ်သက်လို့ရှိရင်ရောင်းချတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့အတင်းမှာဆက်ထိန်တာကလည်းအများကြီးဖြစ်နိုင်တယ်။ဆိုတော့ထားပါတော့ဒါကတော့ကျွန်တော်ခဏတိုင်းပြောနေကြတာ။ဆိုတော့အဓိကနောက်တစ်ခုက Ryan Cherky ဟွန်း ဘိုင်ယန်ချန်ကီကပေါ့နော်လာမစ်နွေရာဒီအပြောင်းရွှေ့အခုလက်ရှိနွေရာဒီအပြောင်းရွှေ့မန်ချက်စတာယူနိုက်တက်ကအင်မတန်ခိုးယူလို့တဲ့ကစားသမားစင်းရင်းတွေမှာပါဝင်နေတယ်ယူနိုက်တက်ရဲ့ဘက်ကလည်းတန်း20ဝန်းကျင်အောင်နဲ့ရနိုင်မှာဆိုတော့ဒီအီချင်းပြေကစားမတရားကိုရအောင်ခုပန်းနေတယ်။ဒါဆိုလည်းပဲအချူပန်းဖို့အတွက်ပြင်ဆင်ထားတယ်။ကစားမရဲ့အခြေအနေကိုကျွန်တော်စောင့်ကြည့်ရမယ်ဆိုပြီးသိရတယ်။ဆိုတော့ Ryan Chucky နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ပြည်သက်တွေခြားလိုက်လိုက်ကြည့်မလူချင်တဲ့သူရောရှိလိမ့်မယ်လို့ကျွန်တော်ရှင်း။ Chucky ဟာ immediate ကောင်းတဲ့ကစားသမားပါ။ဒါကလည်း ူရီနဲ့ထိတိုက်တွေ့တော့ကကုထရဖို့မှာကိုသူတို့ကွင်းမှာကိုကူရီကိုလှုပ်ပြသွားတာဆိုတော့ Ryan Chagidy Manchester United အတွက်တို့ဒါပူကောင်းနေပေါ့နော်တိုက်စစ်အားဖြစ်မှုဖြစ်ပဲအသေးချာပဲသေချာပဲနော်ဆိုတော့ဟိုတန်း20လောက်နေလေရနိုင်မှာဒူဂူပေးရတော့တော့မရှိဘူးပြသလာနော်တန်း20လောက်နေပဲရနိုင်မှာဆိုတာကျတော့အသင်းအနေနဲ့တကယ်လို့ Chagidy ရဲ့အပြောင်းအရွှေ့အလုံးမဖြစ်ခဲ့ဘူးဆိုလို့အနှစ်မျိုးစရာကျွန်တော်မရှိဘူးအမျိုးစရာမရှိဘူးမာလာစီယာကုန်ကြတာတော့မှအိုင်နီနီလောက်ရှိတယ်ဗျာစဉ်းစားကြည့်ရင် ယောက်ချာဂီနဲ့ပတ်သက်လို့ရှိရင်အပြောင်းရွှေ့ဟာကျွန်တော်ရအောင်ကျူးပန်းတင်နေတယ်မှာပါတယ်အတင်းအနေနဲ့လုံးဝစောင့်မနေတင်ဘူးဗောနစောင့်မနေတင်ဘူးဒီအပြောင်းရွှေ့မှာအမှန်ကန်အလုပ်လုပ်တင်နေဆိုတော့ဒီညမှာတခုတော့ရှိတာပေါ့လေကစားမကပြောင်းကျင်ပါလားပေါ့ဒါကတော့ကျွန်တော်တို့ဘက်ကကျူးပန်းမှာတည်ရမယ့်အရာကိုရီးယားဘက်ကဒီချာဂီနဲ့ပတ်သက်လို့ရှိရင်โอเคလာယုံရေးငါတို့တော့ဒီကစားမဖြစ်သူကိုခေါ်ခြင်းနဲ့မင်းတို့ကလည်းပဲလက်လွတ်ဖို့အတွက်ပြောထားတယ်လို့ကစားမကိုယ်တိုင်ကလည်းထွက်မယ်ပြောတာတယ်ဆိုတော့ငါတို့တမ်းဘလောက်နဲ့ရနိုင်မလဲ ဟုတ်ကဲ့တန်း20 25တန်းနဲ့ okay ဒါဆိုလို့ချင်းကစားမကိုသူကကစားမကပြောင်းမလာခြင်းမဆိုရင်ပဲတက်နိုင်မယ်ဟုတ်တယ်မလားနော်ကိုရီလည်းကျူးပန်းတာပဲဒါပေမဲ့လို့ကစားမကလူစိတ်ဆန္ဒရှိတယ်လေဆိုတာကိုရီမကျူးပန်းနေတော့ဘာမှသိရမှာမဟုတ်ဘူးလေဒန်နီယူရိုကလည်းဒီတိုင်းပဲလေကျွန်တော်တို့ပိုက်ဆံပူပေးတယ်ပဲပြောပြောဘာပဲပြောပြော BM Twin နဲ့ကျွန်တော်အပြိုင်ခေါ်ခဲ့ရတာအသင်းကိုရောက်လာတာပဲအဓိကအသင်းကိုရောက်လာဖို့ပဲအရေးချင်းပြီကစားမတွေအသင်းကိုရောက်လာဖို့အရေးကြီးတယ်ဘယ်လိုနီးနဲ့ပဲရောက်လာရောက်လာအခုကအသင်းကဇုံလုံးမျောတဲ့အခြေအနေမျိုးကိုကျွန်တော်ကြုံနေရတာ ဒါကိုကစားမ quality ကောင်းတဲ့သူတွေနဲ့ကျွန်တော်အပြည့်ပြီးပြင်ပြီးတော့ပြင်ဆင်မှကျွန်တော်ရမှာဒါကြောင့်လက်ရှိဒီအချိန်ဒီက Ryan Chucky တို့လိုကစားမမျိုးတွေကိုကြာကြီးစောင့်နေလို့မရအောင်ရအောင်ခုံပန်းဖို့ကနော် Chucky ပါလာလာကျင်တာမလာကျင်တာဒါသူကန်တာကိုဘက်ကရအောင်ကျူးပန်းမှာပဲဆိုတော့မနော်ဒါအပြင်အရေးကြီးတဲ့နေရာတစ်ခုပေးလိုက်မယ်ဆိုလို့ရှိရင်မလာစရာအကြောင်းမရှိဘူးဗျာဒါပေတော့ Ahmed Diallo ကိုဝင်းပတ်မှာကစားမယ် Chucky ကို Nero နံပါတ်မှာခါထားမယ်ဆိုလို့အများကြီးမပြည့်စရာအကြောင်းမရှိ ရောက်ပါတော့ Ryan Chucky နဲ့ပတ်သက်လို့သူများအသင်းတွေလက်ဦးမှုပေးရခင်မှာဒီရအောင်ကျိုးပန်းနေတယ်လို့ကျွန်တော်ပါကီတို့ဘာတို့ကအသင်းအနာကတိုက်စစ်ပိုင်းမှာအများကြီးအားကိုးရမယ့်ကစားသမားတွေအသက်နဲ့ဒီလိုမဟုတ်ဘူးကြောင့် Ryan Chucky ကိုခေါ်ဖို့အမေရိကန်ကျိုးပန်းနေလို့ကျွန်တော်ထင်တယ်ဆိုတော့အာလက်ရှိအသင်းရဲ့ဘက်ကတော့စည်ရင်းနဲ့မှာပြစ်မှတ်ထားနေတယ်ဗာညာများအသင်းတွေရောက်မလာခင်ပြည်သားသင်းတွေဘက်ကကိုယ့်ရဲ့ကောင်းနေတာဗျာဒီကောင်းလေးခေါ်ဖို့ပြေဆို Chucky ကပါသွားမှာပဲဒါတည်ကြတယ်ကျွန်တော်ရအောင်ခေါ်ဖို့ကျိုးပန်းနေတယ် ာဂီတို့ဘာလို့ကတိုက်စစ်ကိုအများကြီးပြပံပိုးနေမယ်ကစားမမျိုးတွေ190လောက်နဲ့ကအလုံးမဖြစ်ရင်တော့မှကျွန်တော်တို့နှစ်မျိုးစရာမရှိဘူးဒီချိန်ငွေမတက်နေတဲ့အခြေတော့မှခါကီတီကျွန်တော်တို့ဘာလို့ဒါလုံးဝစွန့်စားသင့်တဲ့ပလီယာမျိုးပါတင်ဘက်ကအမှန်ကန်ရအောင်ခေါ်ဖို့တော့ကျူပန်းလာလိမ့်မယ်လို့ပြောရတာပဲညီကတို့ရောဘလို့မိညာလဲဘိုင်ယန်ချာကီကိုအမှန်ကန်ကျူပန်းရနိုင်စွမ်းရှိတယ်လို့ထင်ရတာသူနည်းကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်